မင်္ဂလာပါရှင်ဇွန်လ30ရက်တနင်္လာနေ့အတွက်ရွှေရံကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့လိုက်သားရတွင်ပြည်တော်စုရေကောက်ွဲကော်မရှင်မှမြမအလက်ထရောနစ်မေပီဆန် MEVM ဆိုင်ရာအသိပညာပေးတဲ့သတင်းရန်ကုန်တိုင်းဒေသကြီးလှိုင်းသားရအနောက်ပိုင်းမြို့နယ်ကမ်းပြိုကျေးရွာရှိရန်ကုန်အနောက်ပိုင်းနေပညာတက္ကသိုလ်အစည်းအဝေးခန်းမတွင်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်မှမြန်မာအီလက်ထရောနစ်မဲပေးဆက် MEVM ဆိုင်ရာအသိပညာပေးခြင်း MEVM ဆိုင်ရာအသိပညာပေးခြင်းကိုဇွန်လ29ရက်နေ့နောက်ပိုင်းကပြုလုပ်ရောင်းရန်ကုန်မြောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွဲအတွင်ရေးမှုဦးမမောင်တင်ဦးစီးအရာရှိဒေါခင်လင်းသူစာထေအင်းစိန်မျိုးနဲ့ရွေးကောက်ပွဲကော်မရှင်အတွင်ရေးမှုဒေါညင်းငိမ့်စောရန်ကုန်အနောက်ပိုင်းနေပညာတက္ကသိုလ်ပေါမောက်ခါချုပ်ဒေါက်တာကြည်စိုးဒုတိယပေါမောက်ခါချုပ်ဒေါက်တာဒေါခင်လှလာဝင်းရန်ကုန်အနောက်ပိုင်းနေပညာတက္ကသိုလ်ဆရာဆရာမများဝန်ထမ်းများကျောင်းသားကျောင်းသူများ စုစုပေါင်း1049ဦးခန့်တယောက်ကြားကြောင်းနဲ့မြန်မာအလက်ထရောနစ်မဲပေးဆက် MEVMR အသုံးပြုပြီးလက်တွေ့စံတမ်းမဲပေးလေ့လာခြင်းများဆောင်ရွက်ကြကြောင်းသိရပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှန်အီမာနီအမချာဖူဆဲကပ်2025ဖူဆဲပြိုင်ပွဲကျင်းပတဲ့တွင်အာဂစားနေ့လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထိန်လင်းနဲ့တာဝန်ရှိသူများဟာ သူဝနလူငယ်အားကစားလေ့ကျင့်ရေးစကန်ရှိဖူးဆဲအားကစားရုံနဲ့ဇော်လ28ရက်နေ့နောက်ပိုင်းကကျင်းပတဲ့အပြည့်ပြည့်ဆိုင်ရာအိုလံပစ်နေ့အထိုင်အမန်အီမာနီအမတ်ချာဖူးဆဲကပ်2025ဖူးဆဲပြိုင်ပွဲတွင်ဥလတ် FC အသင်းနဲ့ကျေးဇင်းနဲ့ FC အသင်းတို့ရှင်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးပါရယ်။အဲဒီနောက်စုပေးပွဲကိုကျင်းပရာအီမာနီထိုင်းလန်မှာမစ္စတာဆန်နီယန်ရဖန်နဲ့ဘရနန်က ပြန်ပွဲတွင်တာဝန်ယူခဲ့တဲ့ဒိုင်းလူကြီးများအားအမတ်တရဆုပေးရပြီးအသင်ရှင်းဆုံးအသင်းဆုရရှိတဲ့ကျေစင်လင်း FC အသင်းအကောင်းဆုံးကုသမဆုရရှိတဲ့ Ulad FC အသင်းမှတိဟညီညီအကောင်းဆုံးကစားသမားဆုရရှိတဲ့ကျေစင်လင်း FC အသင်းမှအောင်ကိုမင်းအသင်းလိုက်တတရဆုရရှိတဲ့ King Cobra FC အသင်းများကိုတာဝန်ရှိသူများကဆုများချီးမြှင့်ကြပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့လူငွေရဝင်ကြီးဦးထေအောင်ကဒုတိယဆုရရှိတဲ့ Ulad FC အသင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့စီးပွားရေးဝန်ကြီးဦးမျိုးမြောင်ကပထမဆုရရှိတဲ့ကျယ်စင်လင်း FC အသင်းတို့အားတဦးချင်းစုတစိမ့်နဲ့ဂုံပြူချင်းမြင့်ွေတို့အားအတိတ်ပြည့်အချင်းမြင်ပါတယ်။အရင်နောက်အာကစားနေလူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထိန်လင်းကပထမဆုရရှိတဲ့ကျေးဇင်းနဲ့ FC အသင်းအားချန်ပီယံဆုဖလားကိုချီးမြှင့်ကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ။ထပ်မံတင်ဆက်ပေးပါကတော့စစ်တူရင်ချစ်မြတ်လူသူများရဲ့စစ်တူရင်ပြိုင်ပွဲပြုလုပ်တဲ့သတင်း။ စစ်တူရင်ချင်းမြန်နိုးသူများရဲ့စစ်တူရင်ပြန်ပွဲကိုမရန်ကုန်းမြို့နယ်မှာရှိတဲ့တမရာ Family Hotel မှာဇွန်လ28ရက်မှ29ရက်အထိပြုလုပ်ကြောင်းသိရပါဗျ။စစ်တူရင်ပြန်ပွဲရဲ့စုပေပွဲကိုဇွန်လ29ရက်နေ့ကပြုလုပ်ခဲ့ပါဗျ။ပြန်ပွဲမှာကမ္ဘာစစ်တူရင်အဖွဲ့ချုပ်ကအသည့်အမှတ်ပြုလက်မှတ်ရထားတဲ့သူတွေသာပါဝင်ရှင်းပြန်ခွင့်ရရှိရာဖြစ်ပြီးအသက်18နှစ်အောက်ကလေးများစစ်တူရင်ပြန်ပွဲအသက်23နှစ်အောက်ကလေးများပြန်ပွဲနဲ့အလွတ်တန်းပြန်ပွဲဆိုပြီးသုံးမျိုးခွဲခြားရှင်းမဲ့ကြကြောင်းသိရပါဗျ။ စစ်တူရင်ပြောင်းပွဲကိုမြန်မာနိုင်ငံလက်ရွေးစင်စစ်တူရင်ပြောင်းပွဲဝင်ကစားသမားတွေနိုင်ငံတကာမှဆွေးနွေးရှိထားသောပြောင်းပွဲဝင်တွေနဲ့စစ်တူရင်ဝါသနာရှင်မျိုးဆက်သည့်လူငယ်60ကျော်ပါဝင်ရှင်ပြန်ခဲ့ကြပြီးတာဝန်ရှိသူတွေကစုများတည်တည်ချင်းမြင်ခဲ့ကြကြောင်းသိရပါတယ်ရှင်နောက်ထပ်တင်ဆက်ပေးမှာကတော့ချင်းတိုင်းနာချူချူအဗန် USC 5 Flying Weight တန်းကမ္ဘာအဆင့်တစ်ဖြစ်သူ Brandon River ကို အနိုင်ရရှိတဲ့တဲ့ ဇော်လာ29ရက်ကကျင်းပတဲ့ UFC 317မှာမြန်မာကိုကူစားပြုတဲ့ Joshu Aben ကလက်ရှိ UFC ကမ္ဘာအဆင့်တ Brandon Rova ကိုလက်စွမ်းအသာနဲ့ထိုးသက်အနိုင်ရရှိသွားကြောင်းသိရပါတယ်။ Fan က Brandon Rova ကိုလက်ကြတဲ့အထိတိတာစွာအသာစီးထိုးသက်နိုင်ခဲ့တာကြောင့်ဒိုင်ဆုံးဖြတ်ချက်နဲ့ထိုက်တန်စွာအနိုင်ရရှိသွားတာဖြစ်ပါတယ်။ ဖန်ကအသက်23နှစ်အရက်မြင့်9ဘီ9လက်မှရှိပြီးတော့ professional fighter ဘဝဆစ်ဆူပေါင်းဆက်ကြောက်ပွဲထူ14ပွဲနိုင်နှစ်ပွဲရှုံးရလက်ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ် UFC ခေါင်းစဉ်အောင်မှာဖန်က9ပွဲထူ10ပွဲနိုင်တပွဲရှုံးမှတ်တမ်းရှိပြီးဒီပွဲကိုအနိုင်ရခဲ့တယ်လို့ဖန်ကမကြခင်မှာပဲ flyweight champion ကိုတိုက်ရိုက်ဆင်ကိုထိုးတက်နိုင်တယ်မှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင် ပြည်သူများရှင်ကျမတို့ရှန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွေမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပြည်သူများကိုကျေးဇူးတင်ရှိပါတယ်ရှင်။